ကျမ်းမာတို့ကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့မေလ10ရက်နေ့နေ့လည်ခင်ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မြန်မာနိုင်ငံရေးမှသတိကြီးကြီးအမျှော်မြင်ကြီးစွာနဲ့ဆောင်ရွက်ရန်တရုတ်တမရရှိချင်းဖြင့်ကမင်းအွန်လိုင်းကိုတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာနိုင်ငံမှာသတိကြီးကြီးအနာဂတ်အတွက်အမျှော်မြင်ကြီးစွာနဲ့ဆောင်ရွက်ရန်တရုတ်တမရရှိချင်းဖြင့်ကမင်းအွန်လိုင်းကိုတိုက်တွန်းလိုက်ကြောင်းတရုတ်နိုင်ငံသားရေးပြောရေးဆိုခွင့်ရှိသူ မောင်းနှင်းကတရင်ထုတ်ပြန်ပါတယ်။ယမန်နေ့ရုရှားနိုင်ငံမော်စကိုမှာအကြမ်းဖက်မင်းအွန်လိုင်းကတရုတ်သမ္မတရှီကျင်းဖြင့်တွေ့ဆုံခွင့်ရရှိခဲ့ပြီးအဲ့ဒီတွေ့ဆုံမှုမှာတရုတ်သမ္မတကမြန်မာနိုင်ငံရေးဖြစ်စဉ်များမှာတတိကြီးစွာအနာဂတ်အတွက်အမျှော်အမြင်ကြီးစွာနဲ့ဆောင်ရွက်ရန်တိုက်တွန်းကြောင်းတရုတ်အနေနဲ့ငလင်ဘေးကြောင့်ပြိုကျပျက်စီးမှုများပြန်လည်တည်ဆောက်ရေးကူညီမှာဖြစ်ကြောင်းတရုတ်အနေနဲ့မြန်မာနိုင်ငံနဲ့တင့်တော်တဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုထောက်ပံ့ကူညီမှာဖြစ်ကြောင်းတရုတ်သမ္မတကပြောဆိုပါတယ်။ ဒါအပြင်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနိုင်ငံမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်ရေးလှုပ်ဆောင်မှုများကိုလည်းထောက်ခံကြောင်းတရုတ်တမ္မတာကဆိုပါတယ်။မင်းအောင်လိုင်းကရုရှားကိုတောရွက်ခဲ့ခြင်းရဲ့အဓိကရည်ရွယ်ချက်ထဲမှာတရုတ်တမ္မတာနဲ့တွေ့ဆုံနိုင်ရေးပါဝင်ခဲ့ပြီးရှီကျင်းဖင်နဲ့တွေ့ဆုံခွင့်ရရန်ရုရှားရဲ့ကူညီမှုရရှိခဲ့ကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။အကြမ်းဖက်မင်းအောင်လိုင်းကယနေ့မှရုရှားနိုင်ငံမော်စကိုမြို့မှနေပြည်တော်ကိုပြန်လည်ထွက်ခွာလာမှဖြစ်ပြီး မြန်မာစံတော်ချိန်ယနေ့ညပိုင်းမှာနေပြည်တော်ကိုဆက်ရောက်มาဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာကျွန်တော်လက်ရှိသတင်းတင်ဆက်နေတာမပြီးဆုံးပြီသတင်းကြည့်ရှုနေတဲ့ပရိသတ်များကိုအသိပေးကြတာကတော့ကျွန်တော်တို့ channel လေးကမြေပြင်ချင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့သတင်း channel တစ်ခုဖြစ်ပါတယ်သတင်းနားထောင်နေကြတဲ့ပရိသတ်အားလုံးသတင်း channel လေးကို like လုပ်ပေးပြီး subscribe လုပ်ထားပေးဖို့မေတ္တာရှိထားတောင်းဆိုလိုက်ပါတယ်မြေပြင်ချင်းတွေမှာထောက်ခံအားပေးလို့သူတွေကုညီချင်းသူတွေအတွက်လည်းကျွန်တော်တို့ channel လေးကနေအမြဲတမ်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ နောက်ထပ်သတင်းသုံးသပ်ချက်တစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ high risk high reward ဆိုတဲ့အတိုင်းအရေးစွမှုလုပ်လေလေစုလက်ကြီးကြီးမားမားရလေလေပါပဲ april 24ရက်တကြောပြန်ဗမော်တိုက်ပွဲဆက်ရှင်ကမြင့်လာတာနဲ့အတူစစ်ကောင်စီဘက်ကလည်းအချက်အချာကြတဲ့ဒုတိယမြို့တော်ဗမော်လက်မလွတ်စေရဖို့စစ်လက်နက်ခဲယံတင်းချီပြီးပို့ပြီးခုခံနေရပါတယ်9လကျော်ကြာလာတဲ့ဗမော်တိုက်ပွဲကတော်လန်ရေးရဲ့အချိုးကွစ်တစ်ခုဖြစ်လာပါလိမ့်မယ်မြမအရေးမှပြောင်းဝင်ဆွတ်ဖတ်နေတဲ့တရုတ်တို့အနေနဲ့ စစ်ကောင်စီကိုဆက်လက်နဲ့ခဲယမ်းတွေနှီးပညာတွေပံ့ပိုးပေးနေပေမဲ့ KIO KIA ကိုဖိအားပေးဖို့တော့လက်တော်နေပါတယ်။ MNDAA လို့လာရှုပေးလိုက်လို့တွားလောက်တာနဲ့ KIA ကတရုတ်နယ်စပ်ဂိတ်တွေကိုပိတ်ချပြီးလီဒိုလမ်းမကနေအိန္ဒိယနဲ့ဘာဂိန်းလုတ်သွားပါလိမ့်မယ်။တရုတ်လိုချင်တဲ့တံပူးကြီးမြေရှား retin သွဲမှုတခန်းရက်သွားပါလိမ့်မယ်။ရှမ်းမြောက်လို EEO တွေကိုတွေးထိုးတက်ရှုပ်ပြီးရန်တိုက်ပေးလို့ကလည်းမရ။လက်ကင်တို့ UWSA နဲ့တွားညီးလို့ကလည်းမလွယ်။ တရုတ်အတွက်အခက်ခဲဖြစ်နေပါတယ်။ KA လက်ထက်ဗမော်ကြမှာကိုစစ်ကောင်စီထက်ပိုပြီးကြောက်နေတာကတော့စိနာဖြစ်ပြီးတင်းတလို့ခြေလေလို့မရတော့ပါဘူး။ US နဲ့ trade war မှာတရုတ်ရဲ့အခြေအနေကအောင်စီးကျလာတော့ဒေတာတွင်နိုင်ငံငယ်တွေမှာခက်ကွင်းတွေပြင်းခံစစ်ဇုံတွေတိစောက်နေပြီးဖြစ်ပါတယ်။ကုန်းတွေပိတ်ယူနန်ပြည်နယ်အတွက် logistic လမ်းကြောင်းကရှမ်းမြောက်ပြင်ကချင်ပြည်နယ်ရဲ့ဘူမိနက်တန်ကလည်းအရေးပါပါတယ်။ကချင်ပြည်နယ်ရဲ့တယန်စာတကြွယ်ဝမှုနဲ့မြေရှားတပ်တူကြောင့်တရုတ်ဘက်က US နဲ့ trade war မှာဘလို့မှလက်လွတ်ခံလို့မဖြစ်ပါဘူး။ဒါပေမဲ့အကြမ်းဖက်စစ်တပ်ရဲ့ရှုံးနိမ့်မှုကိုဖာတင်းနေပေမဲ့လက်လွတ်ဆုံးရှုံးရတဲ့နေမီများလာတာနဲ့အတူတရုတ်ဘက်ကလည်းစစ်ကောင်စီအပေါ်ဝန်ရင်ပေးမယ်ထင်ပါတယ်။အချိန်ကြာလာတာနဲ့အမျှ KNAA အပေါ်ပြည်သူလူထုယုံကြည်မှုကလည်းမြင့်တက်လာပြီးတချို့နိုင်ငံတွေကပါထောက်ခံအားပေးမယ်ဆိုရင်စစ်ကောင်စီအပေါ်လောင်းကြီးထပ်ထားတဲ့တရုတ်ရဲ့ဆုံးရှုံးမှုကကြီးမားပါလိမ့်မယ်။အားလုံးက national interest ပေါ်ပဲအခြေခံထားကြတာပါပဲ။ ်ပြောင်ကြကြဝင်ဖိအားပေးရင် KIO KIA ကလည်းပြည်သူလူထုနဲ့မဟာမိတ် NUG ကိုလက်ကင်ပြုပြီးနိုင်ငံရေးတတမန်ရေးကောင်တာထိုးခဲ့ရင်တရုတ်အတွက်အရှိုက်ထိမှာအမှန်ပါပဲ KIO KIA အဆင့်ကဘေကျင်းအစိုးရအတွက်မှုစရာမဟုတ်ပေမဲ့အမိုက်ကစပြတ်တက်မီးလောင်တက်တာပရွက်စိတ်ကဆင်းလို့ခွန်အားကြီးတတဝါကိုဒုက္ခပေးနိုင်တာပါပဲ KIO KIA ဟူတာမထိန်နိုင်ခဲ့ရင်အနောက်တကားမှာအင်အားကြီးထွားပြီး de facto government ဖြစ်လာနေတဲ့ ULAAA ကိုပါပြောလို့ရတော့မှာမဟုတ်ပါဘူး AA အနေနဲ့အကြမ်းဖက်စစ်တပ်ကိုမှုစရာမလိုတဲ့အနေအထားရောက်ခဲ့ပြီးတရုတ်သားစစ်ကောင်စီဘက်ကနေထပ်ပြီး PR ပေးခဲ့ရင် KIA NUG နဲ့ကတ်သွားပြီးပြည်သူလူထုအားနဲ့တရုတ်ကိုမေးခွန်းဒရက်ဆက်မေးလာပါလိမ့်မယ်အောင်ပွဲရဖို့နှီးကပ်လာတဲ့ဗမော်မျိုးသိမ်းတိုက်ပွဲမှာ AA စစ်ဦးစီးချုပ်ကပါဝင်တိုက်ခိုက်နေတဲ့ AA တပ်သားတွေကိုဗီဒီယိုကောနဲ့ရရတောက်မင်းကွန်ပြောခဲ့ပါတယ် KIA ကချင်ဟာရခိုင်နဲ့ AA အတွက် ထာဝရအကောင်းဆုံးမဟာမိတ်ဖြစ်တယ်လို့အစချီပြီးအေအီအနေနဲ့ကချင်ပြည်သူပြည်သားတွေကိုကျေးဇူးဆက်ရမယ့်အချိန်ကဒီနေ့အကောင်းဆုံးအချိန်တွေပဲလက်ရှိဗမော်တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ငါတို့စစ်တီတော်တွေအနေနဲ့ရဲရဲဝံ့ဝံ့တိုက်ခိုက်ပါရန်သူကိုမညာနဲ့ဗမော်မျိုးကြီးကိုတင်ပတ်ပြီးကချင်ပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တီတော်တွေစူးစမ်းကြပါဆိုတဲ့အချက်ကိုကောက်နှုတ်ဖော်ပြထားပါတယ်အရခတ်တော်အေအေရဲ့မဟာမိတ်ပီတာမှုပညာတတ်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ပြေဝါမှုကြောင့် ရခိုင်ပြည်သူလူထုတာမကမြန်မာပြည်သူလူထုရဲ့ထောက်ခံမှုကိုပါတခင်းနဲ့ရရှိလာပါတယ်။ M တောင်ကုတ်ကိုဖျက်ပြီးမကွေးတိုင်းပဲခူးတိုင်းတို့ကိုမဟာမိတ်အင်အားစုတွေနဲ့စစ်ကောင်စီကိုတိုက်ခိုက်နေတယ်လို့စစ်တပ်ရဲ့လက်နက်ခဲယံထုတ်လို့ရကပါစာစက်ယုံတွေကိုပါချင်းချောက်လာနေပြီဖြစ်ပါတယ်။ကိုအကိုတိမ်ပြီးဆက်ဆက်လျက်ရှိတဲ့ AR တိုင်းကို PDF နဲ့အတူထိုးဖောက်နေတယ်လို့တစားထက်တစား AR တိုင်းဒေတာနေမြင်များကိုထိန်းချုပ်လာနိုင်ပြီ။ဝန်လက်တွေရဲ့အမြင့်ပြတ်တမ်းမှုခိုင်ချီတဲ့စိတ်တကြောင့် NUG PDF KIO KNA လိုပဲ ULAAA ကနေရာယူလာပြီးပြည်သူလူထုကလည်း ULAAA ခေါင်းဆောင်တွေကိုထိုက်ထိုက်တန်တန်ခေါင်းဆောင်အဖြစ်အတိမတ်ပြုနေရာပေးမှာဖြစ်ပါတယ်။ဒါကကိုကန်တက် MNGTB MND အတွက်အရှက်ရစရာဖြစ်ခဲ့တယ်။တရုတ်ရဲ့ PR ကြောင့်ဧပြီ21ရက်မှာလာရှိုးကိုစစ်ကောင်စီကိုပြန်ပေးလိုက်ရတာတော့ရှက်စရာကောင်းတာမရှိဘူး။စစ်ရေးမှာရှီတိုးနောက်ဆုတ်အခြေအနေအရတိုက်ခိုက်ရပါပေမဲ့နိုင်ငံရေးအဖိအဖော့ကစားရံမှာတရုတ်ရဲ့ဖြန့်ငားပြတ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုဗန်းပြပြီးပြည်သူအပေါ်ပေးထားတဲ့ဂရီကဝတ်မဟာမိတ်တိုင်းရင်းသားလက်နက်ကင်တွေရဲ့အားနဲ့တွားရမှာကိုရောက်ခမရှိမြင်းစီထွက်ခဲ့ပြီးတိုင်းရင်းသားပြည်သူလူထုကိုကြော်ခိုင်းခဲ့တယ်။မြန်မာပြည်ကို ကိုလိုနီပြုထားတဲ့တရုတ်ကဒါနဲ့အားမရပဲတအောင်း PSLF TNL ကိုပါဖိအားပေးလာခဲ့တယ်။တရုတ်ဂျောင်းဝင်ဆွတ်ဖက်ပေးမှုနဲ့အတူ April 28 29မှာ TNL တိမ့်ပိုက်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်အဆရှိတဲ့မြို့ငါးမြို့ကို စစ်ကောင်စီတံပြန်လဲလွှဲပြောင်းဖို့ဆွေးနွေးခဲ့တာ TNL ကပြန်မပေးနိုင်လို့ဆွေးနွေးပဲပြက်ပြီးဩဂတ်စ်လကျရင်ထပ်မံဆွေးနွေးမယ်လို့ဆိုပါတယ်တရုတ်ရဲ့ဖိအားကို TNL လွန်ဆန်နိုင်မှာလားဆိုတာစောင့်ကြည့်ရပေမဲ့မျိုးစနစ်မျိုးကိုတင်းပြီး TNL ရဲ့လုံပုံကင်ပုံအချိုးမပြေတာမဟာမိတ် EAO တွေနဲ့နေမြေအငင်းပွားတာပြင်ပြည်သူလူထုနဲ့ပါအစည်းမကတ်တော့ပါဘူးပြည်သူလူထုရဲ့ထောက်ခံမှုမရှိရင် TNL ရော MNDA ရောအကြမ်းဖက်စစ်တပ်နဲ့တရုတ်ကိုဘလို့နီးနေမှရှင်ဖိုက်နိုင်ဖို့မလွယ်ပါဘူး TNL ဘော်ကြီးတာပန်လာနဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကတော့မေလာအစတရင်စာရှင်းလင်းပွဲမှာစစ်ကောင်စီတောင်းဆိုတဲ့မြို့ငါးမြို့ကိုမပေးနိုင်ကြောင်းမဟာမိတ်တွေပြည်သူလူထုနဲ့လက်တွဲပြီးရင်ဆိုင်သွားမှာဖြစ်ကြောင်းရှင်းလင်းပေမဲ့၎င်းတို့ရဲ့လက်ရှိအုပ်ချုပ်ရေးဆိုင်ရာမှာ fault များနေတာကြောင့်တရုတ်ကကြုံညွန့်ကျိုးနွန်ဆုံးမမှုအောက်မှာ MNDAA လို့ကြာရှုံးသွားမလားဆိုတာကတော့ဒီတော်လိုင်းရေးတိုက်ပွဲမှာ KIA KYO, ULAAA နဲ့ NUG PDF ကြောင့်စစ်ကောင်စီကိုပြိုလဲကျသွားအောင်လုပ်နိုင်စွမ်းရှိတယ်။လုံလဲလုံနေကြတယ်။အထက်ကတော်လန်ရေးရဲ့ game changer ဖြစ်တဲ့ပြည်သူလူထုကိုမျက်နှာမူပြီးစီရင်နိုင်ငံရေးမဟာပြူဟာကိုခိုင်ခိုင်မာမာသွားနေသူ၍နိုင်ကို နိုင်မှာဖြစ်တယ်။အခုဆိုရင်ဗမော်ကို KYA ဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေရတာနဲ့မြို့တော်မြေကြီးနာကအနည်းနဲ့မြန်ကျသွားလိမ့်မယ်။ဗမော်မြို့ဝင်းကျင်တလျှောက် KIA ဦးဆောင်တဲ့တော်လန်ရေးတပ်တွေစစ်ကောင်စီရဲ့စကခ21နဲ့ ခလာရ49ကိုအပြင်းထန်ထုံးစစ်ဆင်နေပြီးစစ်ကောင်စီကလက်နက်ခဲယံတိမ့်နဲ့ချီပို့ပြီးခုခံနေတယ်။စစ်ကောင်စီကသူတို့လက်လွတ်ခံပြီးမြို့တွေဆို air strike တွေနဲ့စီစီညံ့ညက်ဖျက်ဆီးပြီးအခုဆိုရင်ဗမော်မျိုးတဝက်လောက်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးနေပြီ။မကြခင်စစ်ကောင်စီဗမော်ကိုလက်လွတ်ရဖို့နှိမ့်လာပြီးဖြစ်တယ်။ဗမော်ဘက်မှ KIA ဥဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေဖျက်တောက်ထားလို့လေကြောင်းကားတွေပဲစစ်ကူပေးနေရတဲ့အချိန်စစ်ကောင်စီကဖားကန့်မြို့ကိုအင်အား900နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတိုက်လာတယ်။ရှမ်းနီ SNA တွေနဲ့အတူထိုးစစ်ဆင်လာတယ်။ KIA နဲ့ပူးပေါင်းတပ်တွေကစောင့်ကြိုဖြတ်တောက်တိုက်ခိုက်တာအကြအဆုံးများပြီးပြန်ဆုတ်ပေးလိုက်ရတယ်။ American နဲ့ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲနေတဲ့တရုတ်အတွက်တော့ကချင် KIO KIA ကိုဖိအားပေးလို့မရရင်အရှိုက်ကိုထိမှာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကနေနီးမျိုးစုံကြားကန်နေပေမဲ့ကြီးနဲ့ဖုတ်ဖို့ဖြစ်နေတဲ့စစ်ကောင်စီကြောင့်တယံဇာတနဲ့မြေရှားအတွက်တကယ်အချက်အချာနေရာဖြစ်တဲ့ကချင်ပြည်နယ်ကိုသာလက်လွတ်ခဲ့ရရင် တရုတ်အထိနာပြီပဲဒါကြောင့်တရုတ်ကဝင်ဆွတ်ဖက်ပြီးရင်ဝင်ဆွတ်ဖက်လာတယ်လို့သူတပားပြည်တွင်းရေးကိုဝင်မဆွတ်ဖက်ပါဘူးဆိုတဲ့သူ့ရဲ့ဂတိကိုအချင်းချင်းချိုးဖောက်နေတာရှက်ဖို့တင်ပါလေတရုတ်ကကိုကျိုးစည်းဝါအတွက်ဆိုရင်ဘာမဆိုခြာနှင်းတက်တာကိုအမြဲတတိမူရပါမယ်ဗမော်ကိုနိုင်အောင်တိုက်ပြီးရင်မြို့တော်မြစ်ကြီးနားပဲကျန်မယ်တော်လန်ရေးပန်းတိုင်းအနည်းဆုံးအချိုးကွေ့ရောက်လာတာဖြစ်ပြီးတော်လန်ရေးအဖွဲ့တွေအနေနဲ့တတိမူပြီးရင်မူပြီးနိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအတွက် အဆုံးထိတိုက်ကြရအောင်ပါဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ